ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီကနေ့2025ခုနှစ်ဇွန်လ9ရက်နေ့ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရမယ့်အချိန်ရောက်ရှိလာပါပြီပြည်သူပေါင်းကိုတော်လှန်နေသစ်ပါလို့နှုတ်ခွန်းဆက်သပါရခင်ဗျာဒီကနေ့မနက်ခင်းမှာကျွန်တော်တို့ရနာစရာကောင်းတဲ့သတင်းတစ်ပုဒ်နဲ့စတင်ရမှာပါဘာကြောင့်လဲဆိုလို့ရှိရင်ငါးတန်းအရွယ်ပဲရှိသေးတဲ့ကလင်းငယ်တဦးကတည်တန်းစာတစ်စောင်ခြံရစ်ခဲ့ပြီးကိုကိုကိုအဆုံးစီရင်ပြီးတော့လူလောကကြီးကနေထွက်ခွာသွားတဲ့ဖြစ်စဉ် Granny မှာဖြစ်ပေါ်သွားပါတယ် မမေတမိမရှိတဲ့အချိန်မှာအမေပြောအောင်နေပါဆိုတဲ့စာသားလေးနဲ့စတင်ခဲ့တဲ့သူ့ရဲ့တည်တန်းစာဘာကြောင့်များကိုကိုကိုအဆုံးစီရင်လောက်ရလောက်အောင်ထိဖြစ်ခဲ့ရတာလဲဘလို့ပင်ပန်းမှုဘလို့ခက်ခဲမှုဘလို့ဒုက္ခတွေကိုကြုံတွေ့ခဲ့ရလို့များဒီလိုအဆုံးစီရင်တွားခဲ့ရတာလဲဆိုတာကိုဒီသမီးငယ်လေးခြံထားရစ်ခဲ့တဲ့တည်တန်းစာလေးကိုကျွန်တော်တို့ဖတ်ကြည့်ရင်းနဲ့ဒီကနေ့မနက်ခင်းကိုတော့ အစပြုအောင်ပါခင်ဗျာအဲ့တော့ Granny Data ကတိုင်းရင်းသူကလေးငယ်လေးဖြစ်တဲ့အတွက်မြန်မာစကားမှာကျွန်တော်တို့ဟိုစလုံးပေါင်းတပ်ပုံရောမြန်မာစကားရေးသားတဲ့နေရာမှာရောပြ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 မရှိသေးတဲ့အရွယ်ပါငါရမ်းပဲရှိသေးတဲ့ဆိုတော့အဲသူစာစီတဲ့အခါမှာဟိုစာစီတာမှားတာတွေစလုံးပေါင်းတပ်ပုံမှားတာတွေရှိပါတယ်ဒါပေမဲ့ကျွန်တော်သဘောပေါက်တဲ့အတိုင်းပြန်ပြီးတော့ဖတ်ပြပေးချင်ပါတယ်အမေသမီးမရှိတဲ့အချိန်မှာပြောအောင်နေပါ ။သမီးရှိတဲ့အတွက်ဒုက္ခတွေပေးခဲ့တဲ့အတွက် သမီးတောင်းပန်နေ။သမီးကြောင်းတက်ခြင်းလို့အမေကိုဟိုဟာဝယ်ခက်ဒီဟာဝယ်ခက်လို့ဆိုပေမဲ့ပတ်စံမရှိတဲ့အတွက်သမီးကို မဝယ်ပေးနိုင်တာ။အကိုအရန်ချစ်ရတဲ့အကိုညီမအပေါ်လူကြွေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်နေ။ညီမလေးကိုလည်းလမ်းမှန်အောင်တွားခွင့်ပြုပါအမေအဖေတို့မှာ တမီနှုတ်ဆက်ပါဖေမီတို့တမီနှုတ်ဆက်ပါတယ်လို့သူရေးတာပါညီမလေးကဒီဘဝမှာနေလို့မရတော့ဘူးငါတငယ်ချင်းနေရေးတဲ့ဆီယာမတွေကိုကျမကိုစာသင်ပေးတဲ့အတွက်ကျေးဇူးတင်တယ်လို့ပြောပေးပါအကယ်၍ကျမရှိနေတဲ့အချိန်မှာကျေးဇူးတွေကိုမမေ့ပါဘူးနောက်တစ်ခါထွားရဲ့ကျမအကူလို့သဘောထားရတာကွာ ပြောမခဲ့တဲ့စကားကိုခွင့်လွှတ်ပေးပါ အခုကျမမပြောနိုင်တော့လို့ရေးရတာအခုညီမလေးကြောင်းတက်ဖို့ဘယ်သူမှ ခွင့်မလွတ်ပေးတော့ဘူးပေါ့ညီမလေးအရန်ပင်ပန်းနေပြီအမေတမီးသွားတော့မယ် love family အဖေကအရင်လိုမျိုးမစိုးပါနဲ့လို့တမီးဆူတောင်းပါတယ်ဒါကျွန်တော်တို့ငားရန်အွေတမီးငယ်လေးရေးသားထားခဲ့တဲ့ထားရခဲ့တဲ့တည်တန်းစာပါအဲ့တော့အင်မတန်မှကျွန်တော်တို့ ဒီစစ်အာဏာသိမ်းမှု နောက်ပိုင်းမှာလူမှုတွေကြားတဲ့ဒုက္ခတွေကိုဘယ်လောက်ထိထမ်းဖို့တည်ရွက်နေရလဲဆိုရင်အသက်ကြီးငွယ်ကြီးငယ်မရွေးဒီငါငါးနိုင်ရွယ်ကလေးငယ်လေးကတော့ကိုကိုကိုအဆုံးစီရင်နဲ့ဖြစ်ရဆိုကျွန်တော်တို့တော်တော်ကိုဟိုဒါပထမဆုံးချိန်လို့တောင်ကျွန်တော်ကျွန်တော်သိသမျှသတင်းချက်လက်တွေရဆိုရင်ပြောလို့ရမယ်ဟိုငါးနိုင်ရွယ်ကလေးလေးကကိုကကိုဟို sorry ငါးနိုင်ရွယ်ကလေးလေးကကိုကကိုအဆုံးစီရင်ဖို့ဆိုတာသူ့မှာတော်တော်လေးဖိအားတွေစိတ်တော့ကတွေ စိတ်ဒဏ်ရာတွေခံစားချက်တွေများလွန်းလို့ဒါဒီလိုမျိုးဖြစ်စဉ်ဖြစ်ပေါ်ရတယ်ဆိုတာကိုကျွန်တော်တို့တွေ့မြင်ရတယ်အဲ့တော့လူလူရဲ့အကျက်တဲလူလူရဲ့ဒုက္ခဟာဒီအာနာရှင်စစ်ရှုံးကောင်စီတက်ကအာနာသိပ်ပြီးနောက်ပိုင်းမှာဒီလောက်ထိအောင်ကိုစိုးစိုးဝါးဝါဖြစ်နေတယ်ဆိုတာကိုဒီဖြစ်ရက်တွေကတက်တည်ဖြစ်နေကျွန်တော်တို့တွေ့မြင်ရတာဖြစ်ပါတယ်သမီးငယ်လေးအတွက်အင်တန်မှစိတ်မကောင်းဖြစ်ရပါတယ်မိသားစုနဲ့ထက်တူ ခြေခွဲဝမ်းနေရပါတယ်ခင်ဗျာ ဒါကတော့ကျွန်တော်ပထမဆုံးတွေ့ရတဲ့ရင်နှင်းဖွယ်ရာစိတ်မကောင်းဖွယ်ရာတရင်ကြောင်းရာတပုတ်ပါအဲ့တော့နောက်ထပ်တရင်ကတော့အဆူတော်အာဇာနီပါပြည်သူဘက်ကယက်တီခဲ့တဲ့ကျွန်တော်တို့ငငယ်ကလေးကသူ့ရဲ့တချင်းတွေကိုအားပေးခဲ့ရတဲ့ဓမ္မဘတော်သားအဆူတော်အာဇာနီကိုအာဇာနီကဒီအမေစုရဲ့လာမဲ့19ရက်နေ့မှာကြာရောက်မယ်အမေစုရဲ့180ပြည့်မွေးနေ့အတွက်သူ challenge တစ်ခုလုပ်ခဲ့ပါတယ်ဒါကတော့အဆူတော်အာဇာနီဒီ ဘလားဘလားဘလားလဲသူသိမကြည့်ပါဘူးဆိုတော့အာဒာနီကသူဒိုက်အကျင်း80ထိုးပြီးတော့ပါဝင်ခဲ့တဲ့ရုပ်တံဖိုင်လေးတစ်ခုတင်လာပါတယ်အဲ့တော့ဒီနေ့မနေ့တခါကပြောမှုတွေအနေနဲ့အရရက်ကနေចောင်းလာတက်တဲ့ចောင်းနေအများပြားရှိတဲ့နေရာမှာចောင်းသားတွေမှားတဲ့ပစ္စည်းတွေလိုက်ပို့ဖြစ်တယ်ပညာရေးကိုအမြဲဦးစားပေးတဲ့အမေစုကိုသတိရတာရယ်အသက်80ပြည့်မွေးနေ့မှာ80ပါတာတစ်ခုခုလုတ်ဖြစ်ချင်ရတာကြောင့်လုတ်ဖြစ်ချင်တာရယ်ကြောင့် အမေကျမ်းမာပါစေဖို့နဲ့အချုံတော်ကနေအမြန်ဆုံးလွတ်မြောက်ဖို့ဆုတောင်းရင်းကိုခါရာကြီးလိုဒိုက်အခါ80ထိုးပြခဲ့တယ်ဆိုပြီးအဲဒီအာဒဏီယာသူ့ရဲ့လူမှုကွန်ရက်ဆာမျက်နှာမှာဒီ caption လေးရေးသားပြီးတော့ဒိုက်အခါ80ထိုးတဲ့ရုပ်တံလေးကိုတင်ထားပါတယ်အမှန်တမ်းမှကြည်နူးစရာကောင်းတဲ့ရုပ်တံလေးပါအဲ့တော့အောင်မြင်ကြွယ်ဝချမ်းသာမှုတွေကိုထားရခဲ့ပြီးလူမှုကဒုက္ခရောက်နေတဲ့အချိန်မှာလူမှုနဲ့ တသားတည်းရှိပြီးလူတို့ရဲ့ဒုက္ခတွေကိုစာနာတော့အဖြစ်ဆက်ရှင်ကောင်စီနဲ့မပူးပေါင်းဘူးဆက်ရှင်ကောင်စီရဲ့ရန်တရားတွေမှာဝင်ရောက်မလဲပတ်ဘူးပြည်သူလူထုနဲ့အတူတူအာဏာရှင်ကိုဆန့်ကျင်တော်လှန်တိုက်ခိုက်ခဲ့တယ်အဲတော့ဆုံးရှုံးဆွတ်လွတ်ရမယ့်အရာတွေကိုဆွတ်လွတ်ပြီးတော့နိုင်ငံခြားတိုင်းပြည်တစ်ခုမှပစ္စည်းလိုက်ပို့တယ်အလို့လုပ်တယ်အဲအရင်တော့ဆိုရင်အစောပိုင်းတော့ဆိုဆူရှီလိုက်တဲ့အထိကိုလိတ်ပြီးတော့ရုံးကန်တယ်တော်တော်လေးဂုံစရာကောင်းပါတယ်ကျွန်တော်တို့အားပေးရကြိုးနဲ့တဲ့ အဆိုတော်အနုပညာရှင်တူဖြစ်ပါတယ်အဲ့တော့သူရဲ့ဓာတ်အခါ80ထိုးတဲ့ချမ်းလန့်လေးကိုလည်းကျွန်တော်တို့ဂုံပြူရင်းနဲ့ကြည့်ရှုကြည့်အောင်ပါ မေစုမင်းလေးတက်တိုက်ခါရှိစေ။ဟောလေမေစုချမပါသေး။အဲ့တော့နောက်ထပ်သတင်းအကြောင်းအရာတွေကတော့ကျွန်တော်တို့တိုက်ပွဲသတင်းအကြောင်းအရာတွေနဲ့ဆက်ချင်ပါတယ်။ဒါကတော့ဘကိုးတိုင်းအုတ်တွင်းမြို့နယ်မှာဒီအထက်ခပေါင်း10ရေလွဲတမမာရှိတဲ့အကြမ်းဖက်ဆက်ရှုံးကောင်စီတက်ဂိတ်စခန်းနဲ့စစ်ကူစစ်ကြောင်းကိုတိုက်ခိုက်ရမှာဆက်ရှုံးကောင်စီတပ်သား71ဦးသေဆုံးပြီးတော့လက်နက်၄လက်သိမ်းဆီရရှိခဲ့ကြောင်း ADG Brother တပ်ဖွဲ့ တာဝန်ရှိသူကပြောပါတယ်။အဲကျွန်တော်တုံးရက်နေ့မနေ့9နိုင်ခွဲချိန်လောက်မှာအုတ်တွင်းမြို့နယ်အတွင်းမှာရှိတဲ့အထက်ခပေါင်း10ရေလွဲတံမာမှာအထိုင်ချပြီးတော့တက်ဆွဲထားတဲ့အကြမ်းမဆက်ရှုံးကောက်စီတက်ဂိစကန်းကိုတော်လိုင်းတပ်ဖွဲ့တွေကစတင်ဝင်ရောက်တိုက်ခိုက်ခဲ့ရမှာတိုက်ပွဲကြာချိန်2နာရီလောက်ဖြစ်ပွားခဲ့ပြီးစကန်းတစ်ခုလုံးကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့တော့အကြမ်းမဆက်ရှုံးကောင်စီတက်စခန်းထဲကနေ G3 တနက်3လက် MA11 တနက်1လက်အီနာက9လုံးလက်ပြုံတလုံးနဲ့ကြီးကားနှစ်ထဲကိုတိမ့်ပတ်ရရှိခဲ့ပြီး စကန်းကိုမိရှို့ရှင်းလင်းနိုင်ခဲ့ပြီးတော့ဆက်ရှုံးកောင်စီတပ်သား3ဦးသေဆုံးက4ဦးထိခိုက်ဒဏ်ရာရရှိတယ်လို့သိရပါဗျ။အဲ့တော့စကန်းသိန်းတိုက်ပွဲဖြစ်ပြီးတဲ့နောက်မှာအင်အား60လောက်ပါတဲ့အကြမ်းဖက်ဆက်ရှုံးកောင်စီတပ်ရဲ့စစ်ကူစစ်ကြောင်းကအဲ့ဒီဒီအထက်ခပေါင်း10ရေလွတ်တံမာမှာရှိတဲ့စစ်တပ်ဂိတ်စကန်းကိုလာရောက်တဲ့အချိန်တော်လိုင်းတပ်ဖွဲ့တွေကအသင်ဆောင်ဆန်းပြီးတော့မိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာဆက်ရှုံးកောင်စီတပ်သား10ဦးထပ်ပြီးတော့သေဆုံးခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲကအလုံးပေါင်းစစ်ခွေးဆက်တကောင်သေးတယ် လေးကောင်တန်ရာရတယ်ကျွန်တော်တော်လိုင်းရေးတပ်ဖွဲ့ဘက်ကတော့ရဲဘော်နှစ်ဦးမစိုးရင်ရတန်ရာရတယ်အဲ့ခွေးကိတ်စခန်းကအရင်ကတော့15ကောင်ကျော်ရှိတယ်ကျွန်တော်တို့သွားတိုက်တဲ့နေ့မှာတော့ခုနှစ်ကောင်ပဲရှိတယ်ဆိုပြီး ADG brother တပ်ဖွဲ့တာဝန်ရှိသူတူကတိုက်ပွဲဖြစ်စဉ်အသေးစိတ်ကိုရှင်းပြပါတယ်ခင်ဗျာဒါကတော့ကျွန်တော်တို့ဗကိုးတိုင်းနေကတိုက်ပွဲသတင်းကြောင်းရပါစရှုံးကောင်စီတပ်ဘက်က၁၁ဦးတေပြီးတော့တနက်၄လက်ကိုလည်းဒင်းသိရရှိခဲ့တာဖြစ်ပါတယ်။ကချင်ပြည်နယ် ဘက်ကသတင်းအကြောင်းအရာတွေကိုလည်းဆက်ချင်ပါတယ်။ကချင်ပြည်နယ်ဖားကံမှာတော့လုံခင်ကျေးရွာခွန်စာကုန်းကိုစစ်ရုံးကော်စီကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာကြောင့်ပြင်းထန်တဲ့ပောက်ကွဲမှုတွေဖြစ်ပြီးနေအိမ်တွေမီးလောင်ပြီးတော့ပြည်သူ၉ဦးထပ်မံနေတေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ကလင်းငယ်လေးတဦးလည်းပါဝင်တယ်လို့သိရပါတယ်။တချို့ဆိုလို့ရှိရင်မိသားစုလိုက်ကိုမီးလောင်ပြီးတော့အသက်ဆုံးရှုံးရတာလို့ကျွန်တော်တို့သိထားရပါတယ်။အဲ့တော့စစ်ရုံးကော်စီတက်ရဲ့နေ့စဉ်မပြတ်ပြည်သူကိုတတ်နေတဲ့ အကြောင်းအရာတွေကတခုဖြစ်ပါတယ်အခုလေပြည်သူ၉ဦးထိဆိုတော့အစုလိုက်အပြုံလိုက်တက်ဖြတ်တဲ့ဖြစ်စဉ်ကိုစစ်ရှုံးကောင်စီကကျူးလွန်ပြန်တာဖြစ်ပါတယ်အဲ့တော့ဖြစ်စဉ်အသေးစိတ်ကဒီလက်နက်ကြီးနဲ့ပြစ်ခတ်တာကြောင့်ဖားကန်မြို့နယ်ငိမ့်ညမ်းတာယာလို့ခေါ်တဲ့ခွန်စာကုန်းမှာရှိတဲ့မျောစာကိုတောင်နဲ့နေအိမ်တွေကိုဒီမီးလောင်ကျွမ်းခဲ့ပြီးမီးကတော့나이ဘောများစွာလောင်ကျွမ်းခဲ့ကြောင်းကလင်းငယ်တို့အပါအဝင်အလောင်းကိုလောင်တွေ့ရှိထားကြောင်းသိရှိရတာဖြစ်ပါတယ် တော့မြေဩဇာတွေထားတဲ့ကိုကိုတော်ဆိုတော့မိလောင်မှုကိုအားပေးတဲ့ပောက်ကွဲမှုတွေကိုအားပေးတဲ့ဓာတ်သတ္တုတွေရှိတဲ့အခါမိလောင်မှုကြီးကြီးမားမားဖြစ်ပြီးပြည်သူတွေအသက်ဆုံးရှုံးရတာလည်းဖြစ်ပါတယ်။အဲ့ဒီခွေးတွေကလွန်ခဲ့တဲ့ရက်ပိုင်းလုံငင်းမော်စီစာဂရေမော်အဲဒီဆန်ဟာတွေကိုမိဝင်ရှုပ်နေတဲ့စစ်ကြောင်းတွေအရင်ဖားကက်တက်မှဂုံးကနေပြီးတော့ငြိမ်သက်နေတာအခုစစ်ကူစစ်ကြောင်းတွေရောက်မှပတ်ပတ်လည်ကိုပြစ်ခတ်တာတွေတောက်လျှောက်လုပ်နေတယ်သူတို့ပြစ်မှတ်ထားတာကလည်းပြည်သူတွေကိုပြစ်မှတ်ထားပြီးတော့ ြစ်ခတ်တက်ပြန်နေတာပောက်ကွဲတဲ့နေရာကဒီကျွင်းအကြီးကြီးတွေဖြစ်နေတာလက်နက်ကြီးကြားရောက်ပောက်ကွဲပြီးမှထပ်ပြီးတော့ပောက်ကွဲမှုတွေနဲ့မီးလောင်တာလို့သုံးသပ်ရပါတယ်ဆိုပြီးဒေတာသတင်းရင်းမြစ်ကဖြစ်စဉ်သေးစိတ်ကိုရှင်းပြပါတယ်အဲ့တော့ဘာကန်ကအခြားသတင်းရင်းမြစ်တူကလည်းဒီပောက်ကွဲမှုနဲ့မီးလောင်ကျွမ်းမှုကပလဲတက်မြောစာဂိုဒေါင်နဲ့နေအိမ်တွေကိုမီးလောင်ကျွမ်းခဲ့တာဖြစ်ပြီးတော့နေ၁၂လုံးပျက်စီးခဲ့ကြောင်းပျက်စီးမှုလည်းများပြားကြောင်းပြောဆိုတာကိုတွေ့မြင်ရပါတယ်။ ါကတော့စစ်ရှုံးကောင်စီရဲ့ပြည်သူ့ကိုနေစင်မပြတ်တပ်ဖြတ်မှုတွေတဲကဖြစ်စဉ်တစ်ခုပါအဲ့တော့နောက်ထပ်မကွေးတိုင်းတဲကတိုက်ပွဲသတင်းကြောင်းရကိုသွားကြပါတယ်မကွေးတိုင်းမင်းဘူးမြို့နယ်အမ်ဘရန်လမ်းပိုင်းကိုအုံပြုပြီးတော့စစ်ကြောင်းထိုးလာတဲ့စစ်ရှုံးကောင်စီတပ်ကဂျားပြတ်တိုက်ခိုက်ရမှာဒီစစ်ရှုံးကောင်စီတပ်သားရုပ်လောင်းတစ်ခုနဲ့တနက်တက်လက်တင်းစီရရှိခဲ့တယ်လို့အရှိုရှင်ကာကွယ်ရေးတပ် ACDF ပြန်ကြားရေးတာဝန်ခံကပြောဆိုပါတယ် တော့ဇွန်လ2ရက်နေ့က ACDF လှုပ်ရှားနေမြေတနေရာမှာဖြစ်တဲ့ဒီ Emperor Land ဘိုင်းကိုချင်းလင်းစစ်ကြောင်းထိုးလာတဲ့စစ်ရှုံးကောင်စီတပ်စစ်ကြောင်းကိုကြားပြတ်တိုက်ခတ်ခဲ့တာလို့သိရပါတယ်ကျွန်တော်တို့တေချာတိတိကျကျတော့မသိဘူးကျွန်တော်တို့နေရာယူထားတဲ့နေရာတွေစစ်ကြောင်းတက်လာလို့ထိတွေ့မှုဖြစ်ကြတာပါသူတို့ဘယ်ကိုသွားမလဲဆိုတော့မသိဘူးဘယ်ကိုဆုတ်သွားတယ်ဆိုတာလည်းတေချာမသိရဘူးလို့စစ်ရှုံးကောင်စီတပ်စစ်ကြောင်းအချင်းတွေကိုစလိုင်းခဏီပွေကဒီပြောပြတာကိုတွေ့ရပါတယ် ဲ့ဒီတိုက်ခိုက်မှုပြီးပါတော့ဆစ်ရှုံးကောင်စီစစ်ကြောင်းပြန်ဆုတ်သွားပြီးတဲ့နောက်နမည်ရှင်းလင်းရေးလှုပ်ဆောင်ရမှာဒီဆစ်ရှုံးကောင်စီတပ်သားအလောင်းတလောင်းနဲ့ MA1 မျိုးစားတနက်တလက်ကြီပေါင်း၅ခုအပါဝင်ခင်းရန်တချို့ကိုဒင်းစီရရှိခဲ့တယ်လို့သိရပါတယ်တိုက်ပွဲဖြစ်ပွားရာကတော့ Ambrand Land ဘိုင်းမှာရှိတဲ့ဆစ်ရှုံးကောင်စီရဲ့နေအိမ်ပြူဟာကိုအရခတက်တော် AA ဦးဆောင်တဲ့မဟာမိတ်တက်တွေကဒီထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရမှာနေအိမ်ပြူဟာရဲ့ဆက်သွယ်ရေးတာဝန်ရင်စခန်းကို AA နဲ့ပူးပေါင်းတက်တွေကသိမ်းပိုက်ခဲ့ပါတယ်။ ။ဒါပြင်ဘူဟာရဲ့ကာကင်းစခန်းချုပ်ကိုပြီးခဲ့တဲ့ရက်ပိုင်းမှာတိမ့်ပတ်ရရှိထားပြီလို့သတင်းတွေထွက်ပေါ်နေပေမဲ့အေအေဘက်ကတော့တရားဝင်ထုတ်ပြန်တာမျိုးမရှိသေးပါဘူးခင်ဗျာ။ဒါကတော့မကွေးတိုင်းထဲမှာဖြစ်ပွားတဲ့တိုက်ပွဲသတင်းအကြောင်းအရာပါ။နောက်ထပ်သတင်းကတော့ဒီရက်အတွင်းမှာပြင်းပြင်းထန်ထန်ဆူဆူဝါးဝါးကိုဖြစ်နေတဲ့လိုင်စင်မဲ့ကားဆိုင်ကယ်တွေဖမ်းဆီးမှု များနေတဲ့ဖြစ်စဉ်မှာအဲ့တော့အချိန်ကလူတို့ကို လိုင်စင်မဲ့ကားတွေဆိုင်ကယ်တွေတင်သွင်းဖြန့်ဖြူးရောင်းချတာလဲဒီစစ်အုပ်စုပဲအခုလဲကားတွေဆိုင်ကယ်တွေဒါတွေကိုဖမ်းဆီးပြီးတော့အကြံထုတ်နေပြန်ပါပြီအဲ့တော့လူတို့ကိုဒီလိုမျိုးဒုက္ခပေးနေတဲ့နောက်ွယ်မှာနောက်ွယ်အကြောင်းတရားတွေရှိပါတယ်ဒါကတော့လိုင်စင်မဲ့ကားတွေနဲ့ဆိုင်ကယ်တွေဖမ်းဆီးမှုညွှန်ကြားမှုနောက်ွယ်မှာမင်းအောင်လိုင်ရဲ့သားနဲ့သမီးတင်သွင်းတဲ့လျှက်စစ်ကားတွေမယောင်းရတော့တဲ့ကိစ္စကအဓိကအကြောင်းရင်းတစ်ခုဖြစ်နေပါဝင်နေဆိုပြီးအဲ CDN ပါဝင်ထားတဲ့ CDM ပြုလုပ်ထားတဲ့ဒီလေကြောင်းကအရာရှိအဲဆရာကြီးနေဝင်းအောင်ကနေပြီးတော့အခုလိုမျိုးတုံးသက်ပြောဆိုထားတာကိုလည်းကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့သူ့ရဲ့တုံးသက်ပြောဆိုချက်ကိုလည်းကျွန်တော်တို့နားဆင်ကြည့်အောင်ပါခင်ဗျာအဲစစ်တပ်မှာဟိုနေခဲစဉ်တုန်းကတော့ဒါဒုဗိုလ်မှူးကြီးလည်းပဲဆိုရင်စစ်တပ်ကနေဒီမှာခုနလိုကျွန်တော်တို့စူပါရုတို့ဖေကောက်တို့ငွေပေးရင်အဲအဲ့လိုအဲ့လိုကားတွေထုတ်ပေးတာပေါ့နော်ထုတ်ပေးပေမဲ့ဒီကားတွေကဟိုအဆုတ်အဆုတ်တွေ အဆုတ်တွေဆိုအေယာကောင်းမကောင်းတာတို့အဲနောက်တစ်ခုဝါယာရှော့ဖြစ်ပြီးတော့မီးလောင်မှုတွေဖြစ်တယ်ဗောနော်အဲဟိုကျွန်တော်ဌာနမှုရင်တော့ဘုံဘူးလွင်ဦးတော့ဆိုတာသူစီးတဲ့တက်ကထုတ်ပေးတဲ့ကရှော့ဖြစ်ပြီးမီးလောင်တာဗောမီးလောင်တဲ့ခါကျတော့သစ်ခုံယုံဖြစ်သွားစစ်ခုံယုံဖြစ်တဲ့ခါကျတော့အခမ်းမသိလို့ရှင်သူဟိုနောက်ဆက်တွဲပြဿနာတွေယာတူထိခိုက်မှုပါရှိတယ်ဗောနော်ရှိတဲ့ခါကျတော့နောက်ပိုင်းသူတို့ဘယ်လိုလုပ်လဲဆိုတက်ကထုတ်ပေးတဲ့ကကိုမစီးတော့အဲ့ပုံပုံတရံတူဗောပုံတန် ပုံတရံတူကိုတော့ဝက်တော့ကဝယ်ဝယ်ပြီးတော့မှခုနတက်ကထုတ်ပြီးတဲ့ကားရဲ့နံပါတ်ပြားတက်ပြီးတော့အဲဒီဝက်တော့ကဝယ်စီးတာဝက်တော့ကစီးရင်လေသူကခုနဒီကားရဲ့ရှေ့မှာသူကခုနအိုးထုတ်တွေပါတင်ပြီးတော့စီးတာမျိုးတို့နောက်တစ်ခုကတမ်တော်ရင်ပါညာပေါ့လေဒီလိုဟိုပါစာရွက်လေးတွေအလိုကတ်ပြီးတော့စီးတာတွေပေါ့အများသောအားဖြင့်တော့ဒါရန်ကုန်မြို့လိုနေရာမျိုးမန္တလေးတကယ်မြို့လိုနေရာမျိုးမြို့ကြီးတွေမှာတကယ်တမ်းဝက်တော့ကစီးတဲ့လူတွေကစစ်တက်က လူတော်တော်များများပဲစီးခဲ့တယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်2018နမ်ဆန်ပို့စတင်သွားတော့ဒီရှမ်းပြည်နယ်တို့ဘာတို့ကဒါဝတ်တောက်ကစီးလို့ဟိုတိုင်းသားနယ်မြေတွေမှာဝတ်တောက်ကစီးလို့ရတယ်ဆိုတော့ဟိုပေါ့ကားတစီးသွားဝယ်ပြီးတော့ဝတ်တောက်ကစီးမှုတာပေါ့နော်စီးရအောင်မှကိုနေကြီးတဲ့တယောက်ကဒါဝတ်တောက်ကအောင်မှခုနလို့ license လို့အုံနာအပုတ်လို့နှစ်နှစ်အာမခံပေါ့နော်အကောလုံးခုနနံပါတ်ပြဟအစပါတယ်ဒါပွားစီးတာပေါ့ပွားစီးတာဘယ်ကလောက်ပြီလဲဆိုတော့ ဲ့စင်းမြက်ကမန္တလေးမော်တော်ဘီကေရုံကလောက်ပြီးတာဒါဟိုဥပမာကျွန်တော်တို့မန္တလေးမှာဟိုပေါ့ crown တစ်စီးကိုပိုင်ရှင်ကဒေါ်လာလာဆိုဒေါ်လာလာပေါ့အဲ့အဲ့လိုပုံစံမျိုးနဲ့နောက်တစ်စီးဝယ်ပြီးတော့ဒေါ်လာလာကားကိုတခါပွားစီးရဲ့ပုံစံမျိုးဟုတ်ဟုတ်ဒီ owner ဘုတ်ကအစအကုန်လုံးပါတယ်နံပါတ်ပြားကအစဒါအဲ့ဒါမှာ73သိန်းလေတကယ်တမ်းဟိုအဲ့ဒါအောင်မှာတချို့ကနယ်မြေတက်မှတ်ထားတယ်ရန်ကုန်မျိုးဆိုရင်ဘယ်လေးမျိုးနယ်ဘယ်နေရာတွေဘယ်နေရာတွေပဲစီး ဒါမျိုးတွေပေါ့အများသောအားဖြင့်ဒီဝတ်တော့ကားတွေကစစ်တပ်ကစစ်တပ်နဲ့ပတ်သက်တဲ့ခုနလိုရဲဘော်ကနေပြီးတော့အရာရှိကြီးပိုင်းအထိတချို့ဆိုပုံမှုကျုပ်ဒီအဆင့်အထိတောင်ဝတ်တော့ကားစီးတာတွေရှိတယ်ပေါ့နော်ဘာကြောင့်ဒီဝတ်တော့ကားတွေဖမ်းနေရတယ်ဆိုတာလဲပြန်တွေးကြည့်လို့ရတယ်ပေါ့နော်ဒါအခုလက်ရှိကမင်းအောင်လိုင်းရဲ့ဒါဒါ EV ကားတွေတင်သွင်းလာတဲ့အတွက်ကြောင့်ဒါဝတ်တော့ကားတွေဖမ်းပြီးတော့ဒီ EV ကားခုနလိုများများဆက်ဆက်ရအောင်ဖို့အရေး သူလုတ်တယ်လို့လည်းကျွန်တော်ကတော့မြင်တယ်ပေါ့ဟုတ်ဟုတ်ကဲ့ပါဒါကတော့ကျွန်တော်တို့ဒီကနေ့မနက်ခင်းမှာတွေ့ရတဲ့ထူးထူးခြားခြားသတင်းဖြစ်စဉ်အကြောင်းအရာတွေကိုတင်ဆက်ပေးခဲ့တာပါဒီကနေ့မနက်ခင်းမှာတော့အင်မတန်မှစိတ်မကောင်းစရာဖြစ်ရတဲ့သတင်းအကြောင်းအရာနဲ့ကျွန်တော်တို့အစပြုခဲ့ရပါတယ်မနေ့ညတည်းကဒီသတင်းအကြောင်းအရာကိုကျွန်တော်တို့တွေ့ခဲ့ရပါတယ်တွေ့ခဲ့ရတဲ့အချိန်မှာဒီအကြောင်းအရာလေးကိုဖတ်မိပြီးညခင်းသတင်းတင်ဆက်ဖို့တော့မှကျွန်တော်တို့စိတ်ဒဏ်ရာတွေနဲ့ဒါတွေဖြစ်တဲ့အခါမှာလူကနှုံးချပြီးမနေ့ကညမှာလေသတင်းတင်ဆက်ဖို့ နားလိုက်ရတယ်အဲ့တော့ဒီကနေ့မနက်မှာတော့လူဒုဒုက္ခတွေကြားတဲ့ကဘလောက်ထိစိုးစိုးဝါဝါခံစားနေရတယ်ဆိုသလဲခံစားနေရလဲဆိုတဲ့အကြောင်းအရာတွေကိုမဖြစ်မနေတင်ဆက်ရမှာဖြစ်တဲ့အတွက်ဒီသတင်းကြောင်းအရာလေးကိုထည့်ပြီးတော့တင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်အဲ့တော့ဒီဒုက္ခတွေအလွန်ရောင်နေစီကိုချီတက်ဖို့ဆိုရင်တော့ကျွန်တော်တို့နေ့စဉ်နဲ့အမျှကြိုးစားနေရတဲ့နေ့စဉ်နဲ့အမျှရုန်းကန်ပြီးတော့တိုက်ပွဲဝင်နေကြရတဲ့စစ်အာဏာရှင်စနစ် အမြင့်ပြည့်ရေးဒီဖက်စစ်စစ်တပ်ကိုဖြုတ်ချနိုင်ရေးဆိုတဲ့လန်ဒလန်ဒီတာဥဒိယာဖြစ်ပါတယ်အဲ့တော့ဒီလမ်းကိုရှောက်နိုင်ဖို့ကျွန်တော်တို့အားရှိသမျှခွန်အားရှိသမျှရုန်းကန်ကြပါစို့လို့ဆန္ဒပြုလိုက်ရပါတယ်ခင်ဗျာပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုးလက်အောက်ကနေအများဆုံးလွတ်မြောက်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ထူးခြားတဲ့သတင်းဖြစ်စဉ်တွေနဲ့တူကျွန်တော်တို့နေ့လည်ခင်းမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ ကျွန်တော်ရဲ့မိသားစုဆက်ခံနေရခြင်းနဲ့လေလံဝဲနေတဲ့အတွက်မှာမိဘဒီကူညီညီရနေတဲ့ဖက်ပြီးတိတ်ဆောင်လာမျိုးတော်တစ်ခုဖက်ပြီးလာမျိုးလူခုလူဝေးပြုလုပ်ခြင်းများမပြုလုပ်ကြဘူးတိုက်တင်းမှုဟောပါလေခင်ဗျာလေလံဝဲနေခြင်းနဲ့မိသားစုဆက်ခံနေရခြင်းအတွက်မှာဘုရားခင်ဗျာကိုယ်ခင်ဗျာတင်းမာတာငုံခံပေးကြဖို့မိသားရခင်အပ်ပါလေခင်ဗျာဘုရားဘုရားလံဝဲနေခြင်း ်ပြီးတော့ထားနိုင်ရေကြောင်းတက်ဆက်ထားရဲ့လေရာများကိုတော့မင်းလာချင်းကြည့်ရှုခြင်းများမပြီးလို့ဖို့ကိုလည်းမေတ္တာရက်ခံတိုက်တွန်းလို့ဆက်အပ်ပါတယ်ခင်ဗျာဒါလို့ဒီကဒီလိုလိုများနေမဲ့မင်းတို့ရဲ့အိမ်ကြီးထဲမှာဘုန်းဆောင်ရှင်နဲ့ဘုန်းကြီးနဲ့မဖြစ်မလို့ဒီထားကြလို့ရပါတယ်အိမ်တိုင်းအိမ်တိုင်းမှာဘုန်းဆိုခြင်းနဲ့ကြောက်ခြင်းတွေပြုပေးထားကြတယ်အခုလိုပြုလို့ရပါတယ်ခင်ဗျာဒါကြောင့်မလို့မိမိရဲ့အိမ်တွေထဲမှာ လေနာရဲ့မာတာဝေနလေးအတွက်ဘုန်းကိုရှင်ကြီးကျောင်းရှင်များမခုမနေစတဲ့သူပေးထားကြဘူးတိုက်ပေါ်လို့တော့အကခင်ဗျာအခုလည်း that keep the sea Say that's what I'll do me Chose a gentle me Pray ready to do a twer A that we be set me Call me cause he tell you at your me Sana kungi pe ma Kaura let we me Ye in dwe ta bi bi Tati de sa ni Yendu ana ju mya Che mo mi ke mi Nye ki nyane swe ke ki ni Nye ki nyane swe ke ki ni ယုံကြည်သည်ပါမတိဒီလိုကမွေးတဲ့အောင်စီပြီးလိုက်ဝဲလိုက်လေတိုက်ခိုင်းနိုင်ရမည်ငါတို့အားကိုငါတို့ရဲ့ယုံကြည်ကိုစီအပ်တပေးကြတရေကောင်းပေါင်းလို့သည်တမိုင်းကြည့်ပေးစပေးကြကြည့်ပြုတင်စာတီဒီလိုလူလူအပေါင်းဤစံစားပြရမည်

စိတ်သက်သာအတူညီကြိုးစားပြတ်ကြော်မြည်ဖရယ်ပြည်တော်စုအတွက်အသက်သွေးပေးဆက်မြည်တာဝန်ကိုစီထမ်းရကြမြည်စာရာကူဤပေမှာထာဝရလက်တွေညီရဲ့ရည်သွေးတော်ပြီးပြီးတတိသစာကြီးရှင်သူအားလားယူမြခြေမုံမြည်ခြင်းမြည်မြန်ပညာနဲ့ဆွဲပြည့်စီမြည်